ောချောင်းတပါဒီဝင်းနေမှာလာဆုံးမဲမဲညနာလိုချင်တာရကောဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွင်နေရေဒီယိုဒဇင်ဖန်ကိုအပိနာစင်နေကြတဲ့စတေပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များအလုံးတွင်အမတ်ရနေ့အစီအစဉ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အမတ်တရားနေ့စီစဉ်ကနေဒီနေ့အေပြီလ9ရက်နေ့မှာမွေးနေ့ကြရောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံး ਨੇ ကျေးဇူးဆောင်တဲ့မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုတ်လွှင့်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာပရမအောင်ဆုံးနေနဲ့စူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ဒဇင်ဖန်ကမမေတင်စာထွန်းရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်ရှင်။မမေတင်စာထွန်းရဲ့ဒီနေ့မှာပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့မြင်းချံကမေဆောင်နေစံဝလက်ကမိုးမမဇင်မာမို အေးခိုင်နီနီအေးချင်းပြည်နယ်ကမေလီနှင်းမိုးပွင်မန္တလေးကမသက်တန်အေးအောင်တောင်တွင်းကြီးကမခင်မြောင်းဝင်မကွေရငိမ့်စပယ်အေးအေးတင်ကြီးကျေးတော်သူမန္တန်နွန်စီကိုသွင်းတင်ဆက်မအေးမျိုးတန်မတရားနန်းစင်တွေတောင်ကြီးကယူနနာကျော်နန်းဤဖြူလှလှခိုင်စမ်းမြက်သူမမယာစုနတီလင့်မကြောင့်လေမန်းတော်စာ နော်လေမြကြီးနာအေးမတွင်ဦးနဲ့သဇယဖန်ကညီကိုမောင်နှမတွေအားလုံးက ပါဝင်ပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောင်းတဲ့သဇင်ဖန်ကမမေတင်စာထုံအတွက်ကိုလည်းအမတ်တရားနေ့အစီအစဉ်ကနေမွေးနေ့ဆုမွန်စကားလေးချွေပေးကြပါတယ်ရှင်။တာယာပျော်ရွှင်ရတဲ့မွေးနေ့ရက်မြက်လေးဖြစ်ပါစေ။နိုးထလာတဲ့မနက်ခင်းတိုင်းမှာတာယာချမ်းမြေ့ပါစေ။စိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့စုံမစကားလေးချွေပေးလိုက်ပါရရှင်။ ဆက်လက်ပြီးတော့အမတ်တရားနေ့အစီအစဉ်ကနေစူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့နေပြည်တော်ကမတ်တန်နာဝင်းရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်ရှင်မတ်တန်နာဝင်းရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြင်ဦးလင်းကတငယ်ချင်းမလီကပါဝင်တောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီတစ်ခါမှစူတောင်းပေးရအောင်မယ့်မွေးနေ့ရှင်လေးကတော့လာရှုမျိုးကညီမလေးဖြိုးသစဉ်ဦးရဲ့20နှစ်ပြည့်မွေးနေ့အတွက်ပဲဖြစ်ပါတယ်ညီမလေးဖြိုးသစဉ်ဦးရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့တငယ်ချင်းထွန်းထွန်းနိုင်ကပါဝင်ပြီးတော့တောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့မှမွေးနေ့ပြင်းပြောင်းကြတဲ့နေပြည်တော်ကမသက်နာဝင်နဲ့လာရှုမျိုးကညီမလေးဖြိုးသစဉ်ဦးတို့အတွက်ကိုလည်းသစဉ်ဖက်ရဲ့အမတ်တရားနေ့အစီအစဉ်ကနေမွေးနေ့စုမကောင်းစကားလေးတောင်းစုပြုပေးကြပါရစေမွေးနေ့မှာပျော်ရွှင်ပါစေရှေးဆန်းလျှောက်လည်ရမယ့်ဘဝလန်ကီးမှလည်းတာယာဖြောင်ပြူကြပါစေကံကောင်းခြင်းတွေကိုပဲအစဉ်ထောင်ရပိုင်ဆိုင်နိုင်ပြီးတော့စိတ်ကူးနဲ့ဘဝထက်တူကြကြပါစေလို့မွေးနေ့စုမစကားလေးခြေပေးလိုက်ပါရစေ မတ်တရားနေ့စီစဉ်ကနေအခုနောက်ဆုံးအနေနဲ့စူတောင်းပေးရမယ့်မွေးနေ့ရှင်လေးကတော့တောင်ငူမျိုးကွန်ပျူတာတက္ကသိုလ်ကညီမလေးစုပြည့်ဝရီရဲ့16နှစ်ပြည့်မွေးနေ့အတွက်ပဲဖြစ်ပါရယ်ရှင်ညီမလေးစုပြည့်ဝရီရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့တောင်ငူမျိုးကဖော်ပွားတော်ခင်စောင်းဝင်နဲ့မေမေတော်ဝေသူစုတို့ကပအဝင်တောင်းဆိုပေးထားတာပဲဖြစ်ပါရယ်ရှင် ဟုတ်ကဲ့ပါရှင်။တောင်ငူမျိုးကွန်ပျူတာတက္ကသိုလ်ကညီမလေးစုပြေဝရီရဲ့မွေးနေ့အတွက်ကိုလည်းသဇယံဖက်ရဲ့အမတ်တရားနေ့အစီအစဉ်ကနေမွေးနေ့စုမွန်ကောင်းစကားလေးတောင်းစုပြုပေးကြပါရစေ။ Happy birthday ပါညီမလေးရဲ့ပျော်ရွှင်ရတဲ့နေ့ရက်တွေကိုပဲပိုင်ဆိုင်နိုင်ပြီးတော့ချီးရတဲ့သူတွေနဲ့လည်းနောင်နှစ်ပေါင်းများစွာထိနေထိုင်သွားနိုင်ပါစေလို့မွေးနေ့စုမွန်စကားလေးတောင်းစုပြုပေးလိုက်ပါရစေ။ အမတ်တရားနေ့စီစဉ်ကနေဒီနေ့မှကြာရောက်တဲ့မွေးနေ့ရှင်တွေအတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုံးနှင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဒီနေ့မှကြာရောက်တဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုံးနှင်းတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်။ချစ်သူရဲ့နှစ်ပတ် ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပြမဆောင်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်ဦးလီမျိုးကဝိုင်းလေးပဲဖြစ်ပါတယ်ရှင်။သူကတော့တငယ်ချင်းနဲ့ဖြစ်ကြတဲ့မိတိလာမျိုးကကိုငိန်ချန်လင်းနဲ့မတ်ပိုးအိန်ဒရီဆိုတို့ရဲ့ဒီနေ့မှပြင်းမြောက်တဲ့ချစ်သူတက်တန်း၁၀နှစ်ပြည့်အတွက်ကိုပါဝင်ပြီးတော့တောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်မှာအခုနောက်ဆုံးအနေနဲ့ပါဝင်လာတဲ့ပရိသတ်လေးကတော့တန်လင်မျိုးကမတ်မိုးပဲဖြစ်ပါတယ်ရှင်။သူကတော့ပသိမ်မာနေထိုင်တဲ့ ကိုစီယာနိုင်နဲ့မဆုလဲတို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့ချစ်သူတတန်း၅နှစ်ပြည့်အတွက်ကိုပါဝင်ပြီးတော့တောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့မှနှစ်ပတ်လည်ကြာရောက်ကြတဲ့ချစ်သူစုံတွဲတွေအားလုံးနဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးအတွက်ကိုလည်းအမတ်တရားနေ့အစီအစဉ်ကနေစုမုံကောင်းစကားလေးတောင်းဆုပြုပေးကြပါတယ်ရှင်။ဒီနေ့နှစ်ပတ်လည်အားစပြီးတော့နောင်နှစ်ပေါင်းများစွာတိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကြုံလာသည်များအခက်အခဲအတားအဆီးတိုင်းကိုလည်းအတူလက်တွဲဖြေရှင်းနိုင်ကြပါစေလို့ဆုမွန်ကောင်းစကားလေးတောင်းဆုချေပေးလိုက်ပါရစေ။ ပရိသတ်တရားလုံးအခုနားဆင်ကြရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုတ်လင့်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒဇယံဖန်ပရိသတ်ကြီးကအမတ်တရားနေ့အစီအစဉ်မှာကိုရင်ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်ပြီးတော့တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့ နေ့စဉ်မနက်7:00နာရီကနေ7:00နာရီအတွင်ဒဇင်ဖက်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933 639 1639ကို3ရက်ကြိုတင်ဆက်သွယ်ပြီးတော့ပအဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နားဆင်ရပေးခဲ့ကြတဲ့ချီရတဲ့ဒဇင်ပရိသတ်များအားလုံးနဲ့နေ့ရက်တိုင်းမှာပျော်ရွှင်ပြီးတော့အပြုံးမန်းနေ့အစဉ်ထောင်ရပွင့်လန်းနိုင်ကြပါစေရှင်။